နိုဝါရုပ်ရှင်မြောက်အမေရိကရုံတင်ဝင်ငွေထိတ်ဆုံးရောင်လူသားသရုပ်ဆောင်တွေနဲ့ live action ပြန်လဲရိုက်ကူးထားတဲ့ဒစ္စနီရဲ့စနိုဝါရုပ်ရှင်အစ်တကမြောက်အမေရိကရဲ့ရုံတင်ဝင်ငွေစင်းမှာထိတ်ဆုံးနေရာကိုရယူနိုင်ခဲ့ပါတယ်ကဘာတဝန်ပထမဆုံးယုံတင်တဲ့တပတ်တာအတွင်းဝေဖန်မှုများစွာနဲ့ရင်ဆိုင်နေရပေမယ့်အဲ့ဒီရုပ်ရှင်ဟာဒေါ်လာ၈ခွန်သက်သမ3သိန်းရရှိခဲ့တယ်ဆိုပြီးခန့်မှန်းထားပါတယ် အဲ့ဒီပမာဏရဲ့ထဲဝယ်နေပါကိုမြောက်အမေရိကကသာရရှိခဲ့တာကြောင့်ဒေါ်လာသန်း290ကျော်အကုန်ချခံရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားကြီးအတွက်မှန်းချက်နဲ့နှမ်းထွက်မကိုက်သေးဘူးလို့ဆိုရမှာပါ1938ခုနှစ်တွင် animation ဆက်ကားကိုစမ်းသစ်ရိုက်ကူးထားတဲ့ရုပ်ရှင်ဟာတီချာပေါအကြီးကျယ်အောင်မြင်မယ်လို့မျှော်မှန်းခဲ့ပေမဲ့အရင်ပွားဖွယ်ဖြစ်ရမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်အဲ့ဒီအထဲမှာကိုလံပီယာနယ်ပွား ရေချယ်ဆစ်ကလာကိုအဓိကဇာတ်ကောင်အဖြစ်ရွေးချယ်တာမျိုးအပါအဝင်လူပုလေးတွေနေရာကလူအစဉ်တာမမဟုတ် CGI ဒါသုံးသိတယ်ဆိုတာမျိုးငင်းခုန်ခဲ့ကြပါတယ်။အဲဒီနောက်စနိုဝိုက်တစ်ဖြစ်စစ်ကလာရင်ပါလက်စတိုင်းဘက်ကရပ်တည်တဲ့မှတ်ချက်တွေနဲ့မိချွေးဖြစ်သူနေရာတည်ဥဆောင်ထားတယ်။အစ္စရေးမင်းသမီးဂေကတော့ရဲ့မိမိနိုင်ငံကိုဒါထောက်ခံကြောင်းပြောဆိုချက်ကြောင့်အခုလိုမျိုးကြေရိုက်ခဲ့တာပါ။ စနိုဝါရုပ်ရှင်ဟာတရုတ်ပြည်မကြီးရဲ့ဝင်ငွေအများဆုံး၅ကားစင်းထဲမှာပါဝင်ခြင်းမရှိသလိုလလောဆယ်ထိလူဦးရေတသက်သမလေးဘီလီယံကျော်ရှိတဲ့ဒီနိုင်ငံမှာဒေါ်လာတသန်းအောက်သာရရှိထားပါတယ်။ဖျော်ဖြေလုပ်ငန်းဆိုင်ရာအကြံပေးဖြစ်သူပက်ထရစ်ဖရီတာကတော့အရင်ဖွားမှုများစွာဟာရုပ်ရှင်ရဲ့ဆွဲဆောင်နိုင်စွမ်းကိုယောနယ်သွားစေတဲ့တန်လျက်မျိုးရှိပါတယ်ဆိုပြီးမှတ်ချက်ပြုထားပါတယ်။အခုလိုမျိုးရုပ်ရှင်သုံးသပ်ချက်တွေစူးစီးပေးထားရာ ရော့ပတန်တိုမာတိုဝက်ဆိုက်မှာဆိုရင် စနိုးဝရုပ်ရှင်ဟာဝေဖန်သုံးသက်သူတွေအစီပေးတတ်မှတ်မှု54ရာခိုင်နှုန်းသာရရှိထားပေမယ့်ပရိသတ်ရဲ့တုံ့ပြန်မှုဖြစ်တဲ့ပေါ့ကော်နိုမက်တာမှာတော့83ရာခိုင်နှုန်းအထိရှိတာတွေ့ရပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။